လည်းမရှင်းနှုတ်မြောင်းတွေကျူးထားမှပဲအမိုးကကြတဲ့ချိန်ကျင်းထဲကိုမဝင်နိုင်မှဖြစ်ပါတယ်အရေးပေါ်အခြေအနေမှာဘလို့ဝင်ပုံးကြမလဲဘုံခိုကျင်းထဲကိုအမြန်ဆုံးရောက်အောင်တော့တက်ဖို့ကြိုတင် လေ့ကျင့်ထားရပါမယ်လေချောင်းနဲ့လက်နက်ကြီးအန်တွေရဲ့သတင်းပေးပို့ချက်တွေကို အမြဲစောင့်ကြည့်နားထောင်နေဖို့လိုပါတယ်အရေးပေါ်အခြေအနေမှာသုံးဖို့ပစ္စည်းတွေထည့်ထားတဲ့အသက်ကယ်အိတ်တစ်ခုနဲ့တခြားနေဖို့လိုအပ်တဲ့အရာတွေလည်းအမြဲအသင့်ရှိပါစေ။ လက်နက်ကြီးပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေဖြစ်နေတဲ့အချိန်မှာဘုံကိုကျင်းတဲ့ကနေအပြင်ထွက်ကြည့်တာမျိုးလုံးဝမလုပ်ရပါဘူးမိသားစုဝင်အချင်းချင်းအပြန်အလှန်စိတ်ခွန်အားပေးပါအားလုံးလုံးကြုံစိတ်ချရတဲ့အချိန်ရောက်မှာပဲဘုံကိုကျင်းတဲ့ကနေထွက်ရမယ်နော်မိသားစုရာရှင်သန်ဖို့အိမ်နဲ့မကွာပုံးခိုဆို့ မနက်ခင်မရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့မနက်ရှင်နိုင်တဲ့နေ့ကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် AR တိုင်းမော်လမြိုင်ကျွမြွနယ်မှာအုတ်ချုပ်ရည်မှုအာမခံနဲ့အင်ခနာပြန်လာတဲ့ပြည်သူစစ်တပ်သားတယောက်ထွက်ပြေးသွားတဲ့အတွက်အာမခံပေးတဲ့အုတ်ချုပ်ရည်မှုကိုဖိအားပေးစစ်ဆေးနေတယ်လို့နှိဆက်သူတွေစီကသိရပါဗျာ ဂျွန်လလေးရက်ကစစ်ကောင်စီခန့်ကျွဲချံချောင်းပြားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးခင်စိုးအမကန်နဲ့မော်လမြိုင်ကျွန်းခမရ934တက်ထဲမှာပြည်သူစစ်တနန်းတက်နေတဲ့ကိုအောင်မြင့်စိုးဟာနေအိမ်ကိုခဏပြန်လာတဲ့အချိန်ထွက်ပြေးသွားတာဖြစ်ပြီးအုပ်ချုပ်ရေးမှူးကိုမြို့နယ်ကခေါ်ယူစစ်ဆေးနေတယ်လို့ဆိုပါတယ်ထပ်ပြေးသွားတဲ့ပြည်သူစစ်ဟာဇွန်လ17ရက်နေ့ပြည်လဲဖမ်းမိတာမရှိသေးတဲ့အတွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးခေစိုးနဲ့အဖွဲ့က အသက်40နဲ့50ကျော်အရွယ်တွေကိုပြည်သူစစ်အောင်မြင့်စိုးနေရာမှာအစားထိုးဖို့လိုက်လံဖက်စီခေါ်ယူနေတယ်လို့အောက်ချုပ်ရေးအဖွဲ့နဲ့နေဆက်သူကပြောပါတယ်ရှင်။တောင်ကြီးမြို့မှာမိုးရွာသွန်းတာများရင်ရက်ွက်တချို့မှာရေကြီးရရှံမှုတွေဖြစ်ပေါ်နေပြီးပြည်သူတွေခက်ခဲကြုံတွေ့နေကြရပါတယ်။နှင်းနှင်းသတင်းပေးပို့ထားပါတယ်ရှင်။ ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးကရက်ွက်တချို့မှာမိုးရသည့်ကာလမိုးရမှုများတဲ့ဆိုရင်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတာကြောင့်မြို့ခံတွေရဲ့နေအိမ်တွေထဲရေဝင်ရောက်တာတွေရှိနေပါတယ်။မိုးများများရွာတိုင်းဦးကြီးခန့်ရက်ွက်ကနေအိမ်တွေထဲရေဝင်ရောက်ပြီးအော်ဒတိုင်းပြိုကျတာတွေလည်းထပ်ခါထပ်ခါကြုံတွေ့နေရတာတခြားရက်ွက်တွေမှာလည်းရေကြီးတာတွေရှိနေပါတယ်။အဲဝင်အချက်မြင့်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ပါရင်ဖြစ်လာလေဆိုတဲ့အခါကျတော့ကွန်ကရစ်တွေအားကြီးခင်ကြရတယ်ကွန်ကရစ်တွေခင်တဲ့အခါမှာရေက အမီရောစုံနိုင်နေဆိုအားဒီမရှိတော့ဘူးเนาะစိတ်ဝင်နိုင်ဆိုတာနေလည်းမရှိတော့ဘူးဒီအင်ဂရီပေါ်မှာပဲတင်လာတဲ့အခါကျတော့စီသွားမဲ့ရင်းနှုံးမြောင်းတွေကလည်းတအားကျင်းကြတယ်ပေါ့เนาะကျင်းတဲ့အခါကျတဲ့အခါကျတော့ဒီရည်တွေကအားများလာတဲ့အချိန်မှာဆိုရှင်ရှန်တက်လာတယ်ရှန်တက်လာတော့ထွက်เสียမရှိတဲ့အခါကျတော့ဒီလူနေအိမ်တွေကိုမြုပ်သွားစေတာပေါ့เนาะ ။မိုးရွာရေကြီးတိုင်းဦးကြီးခန့်ရက်ကွက်ကရေကြီးတဲ့တန်းကိုအများဆုံးခံရပြီးပြည်တော်သားမင်္ဂလာဦးလမ်းမတော်ရတနာတိရိရက်ကွက်တွေမှာလည်းရေကြီးရေရှင်တာတွေကြုံတွေ့နေရပါတယ်။ရေကြီးချိန်ရေနှုံမြောင်းဆင်းဖို့နေရာကျင်းပြီးအမိုက်ပစ်ဖို့နေရာတွေလည်းစနစ်တကျမရှိတာကြောင့်ရေကြီးရေရှင်တာတွေပိုဆိုးနေတာပဲဖြစ်ပါတယ်။ဒီလိုလူတွေရှိနေသည်များဒီလိုပဲကြုံနေရအောင်ပါပဲအမိုက်တွေကိုစနစ်တကျပြုတ်ဖို့အမိုက်ချင်းနေရာတွေရောက်ကတိုင်းမှာမထားပေဘူး မိုက်ချင်းရှိနေလူတွေကမွေးမိုက်သိန်းနဲ့စီမပြစ်မဆိုးလို့လေမွေးတတိပစက်မရမှာအကြောက်လို့ပေါ့မွေးရလဲအမိုက်သိန်းကုန်ကိုတနည်းထက်တနည်းတိုးလာတာအရင်က1000 1500ကောက်တဲ့အခြေခံလူသားစားအိမ်တွေဆိုအခု9000နဲ့စဉ်းစားကြည့်လေရေရှည်ဘသူပေးနိုင်မလဲအဲကြလူတွေကနီးစပ်ရအမိုက်ချင်းတွေမှာတွားပြစ်ကြရောအခုစီပင်ကအမိုက်ချင်းတွေမရှိသလောက်ကိုလှုပ်လိုက်တော့ရေမြောင်းတို့ခြုံဖို့တို့တွေနာကြုံတယ်လို့ပြစ်ကြပြန်ရောမိုးရွာတော့အမိုက်တွေကရေနဲ့ရောက်ချင်တဲ့နေရာရောက်အမိုက်တွေပိတ်မြောင်းတွေရေရှမ်းအိမ်တွေမြုပ်ဟုတ်နေတာပဲ ဒီကအစီအစဉ်လူကြီးတွေပဲလို့ပြောချင်တယ်စစ်တပ်ကအာဏာမသိမ်းခင်မှာလည်းရေကြီးတာတွေရှိနေပြီမဲ့အမိုက်ဆယ်ယူတာတွေအမိုက်ကိုစနစ်တကျပစ်တာတွေကြောင့်အခုလောက်မစိုးရပဲအခုလက်ရှိမှာတော့စီပင်တွေကတည်တည်ချာချာဆောင်ရွက်ပေးတာမျိုးမရှိတဲ့အပြင်အမိုက်တေချာသိမ်းတာတွေလည်းမရှိတော့ပဲပတ်စံပဲကောက်နေတာကြောင့်မြောင်းတွေတဲ့အမိုက်တွေခိုးပြရင်ကနေရေကြီးရေရှမ်းမှုတွေဆူဆူဝါးဝါးဖြစ်လာတာပါ ပြီးခဲ့တဲ့မေလ15ရက်နေ့မှာရေကြီးရေလျှံမှုကြောင့်အော်ဒတိုင်းပြိုသွားတဲ့နေအိမ်ကအခုတစ်ခါမိုးရွာချိန်မှာလည်းအော်ဒတိုင်းတွေထပ်ပြိုတာတွေကြုံတွေ့နေရပါတယ်။ရေနှုံမြောင်းထမချက်နိုင်ရင်တော့မြောင်းရေနေရာလွှဲပေးနိုင်ရင်နည်းနည်းလေးအဆင်ပြေနိုင်တယ်လို့မြို့ခံတွေကပြောပါတယ်။ဒီမှာနည်းနည်းမှာစကိုင်းတိုင်းရှေပုံမြို့နယ်အတွင်းမှာဇွန်လ9ရက်ကစတင်က17ရက်ထိမိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်စစ်ပေးရှောင်အများစု နေထိုင်စားသောက်ရေးအခက်အခဲကြုံနေကြရတယ်လို့ဒေသခံတွေစီကနေသိရပါဗျာ။ အခုလိုမိုးရသွန်းမှုကြောင့်စစ်ဘေးရှောင်နေနေထိုင်တဲ့အိမ်ဆယ်လုံးလဲ6ရက်တိုက်စားပြီးမျိုးပါသွားတယ်လို့ဆိုပါတယ်ရှေဘူတွန်လှည့်ကောင်းဆောင်ကိုရှမ်းကြီးကစစ်ပေရှောင်းတဲ့မိုးရွာလို့ဒုက္ခရောက်နေတာ၆ရက်ကလည်းကြီးတော့သူတို့နေထိုင်စားသောက်ဖို့ရအတော်လေးကိုအဆင်မပြေဖြစ်နေရတယ်လူဦးရေအနေနဲ့900ဝန်းကျင်ရှိလိမ့်မယ်ထင်တယ်ကုညီနိုင်သူတွေအနေနဲ့ကုညီမှုတွေပေးကြပါအောင်လို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာလို့ပြောပါတယ်ရှေဘူမြို့နယ်အတွင်းစစ်ကောင်စီတပ်တွေက အနေဝင်းချစ်မှာရှိတဲ့အထိုင်စခန်းတွေကနေလက်နက်ကြီးတွေနဲ့နေစဉ်လိုလိုအဆက်မပြတ်ကျေးရွာတွေဘက်ကိုပစ်ခတ်နေတဲ့အတွက်အိုးဘိုကင်းပြားချီပါစတဲ့ကျေးရွာတွေအပါအဝင်တခြားကစစ်တပ်အထိုင်စခန်းအနီးကကျေးရွာတွေကပြည်သူတွေစစ်ပေးရှောင်နေကြရတယ်လို့လည်းသိရပါတယ်ရှင်။ စစ်ကောင်စီဟာကလင်းငယ်တွေကိုတရားခဏ်ဖြစ်ဖမ်းဆီးတာနိုင်ငံပိုင်မီဒီယာတွေမှာကလေးရဲ့မျက်နှာကို ဖော်ပြနေတာဟာကလေးတငယ်အခွင့်အရေးကိုချိုးဖောက်နေတာဖြစ်တယ်လို့ဥပဒေရေးရာကြွမ်းကျင်သူတွေကပြောကြပါတယ်။သီရိကစုစည်းတင်ဆက်ပေးထားပါတယ်ရှင်။ပြီးခဲ့တဲ့မေလ22ရက်နေ့ကမယန်းကုန်းမြို့နယ်မှာအငိမ့်စားတံမှန်ဘူချုပ်ချုံထုံးအောင်လှုပ်ကြံခံရတဲ့ကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီက6နှစ်အရွယ်ကလေးငယ်အပါအဝင်လူ16ယောက်ကိုတရားခဏ်အဖြစ်ဖမ်းဆီးထားကြောင် ဇွန်လ၄ရက်နေ့မှာထုတ်ပြန်ထားပါဗျ။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဖန်းစည်းခံရတဲ့ကိုဆိုင်ကိုကိုနဲ့မပြုံးပြုံးတို့ရဲ့သမီးဖြစ်သူအသက်၆နှစ်အရွယ်ကလေးငယ်ကိုလည်းတရားခံအဖြစ်ဖမ်းဆီးထားပြီးနိုင်ငံပိုင်မီဒီယာတွေနဲ့သတင်းစာတွေမှာပါကလေးငယ်ရဲ့မျက်နှာကိုတရားခံအဖြစ်ဖော်ပြခဲ့ပါဗျ။မြန်မာနိုင်ငံရဲ့ကလေးတငယ်ဆိုင်ရာရာဇသက်ကြီးဥပဒေမှာခုနှစ်နှစ်အောက်ကလေးရဲ့ဘလို့ကျူးလွန်မှုမျိုးကိုမဆိုပြစ်မှုမမြောက်လို့ဖော်ပြထားပါဗျ။၂၀၁၉ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ကလေးတငယ်ဆောက်ရှောက်ရေးဤဥပဒေမှာလည်း ကလေးတွေကပြစ်မှုကျူးလွန်တဲ့အခါကလေးရဲ့အနာဂတ်ဖွံ့ဖြိုးမှုအတွက်မျက်နှာကိုမဖော်ပြဖို့ပါရှိပါတယ်။ဒါပေမဲ့စစ်ကောင်စီကတော့ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ကလေးကိုပါဖမ်းဆီးပြီးတရားခံဖြစ်ဖော်ပြနေတာတွေ့ရပါတယ်။အဲဆိုရရှိနေတာဒီကောင်ကငါဘွေးရပေါ်လာတဲ့အဆိုးရပဲဖြစ်ဖြစ်အချင်းကြောင့်ပြရတဲ့အရာအနာဂတ်ရဲ့အဆိုးရပဲဖြစ်ဖြစ်ဒေသရာရှိအဆိုးရမှန်နေသူ့ဘယ်လိုကသူ့ဘယ်ကိုထိမိဆောင်ဆောင်ဖို့ဒီဒီတွေနဲ့ကျောင်းဝင်ဆုံးမွေးမြို့ကြီးကြီး ဒီလိုရေကဆရာသွားလေးဆိုင်ရှိနေတဲ့အတွက်ကိုယ်ဆောင်ရည်မှာဒါလည်းရလာမှာလေအစိုးရကလည်းသာမန်ဒီလိုပဲလို့တတ်မှတ်ထားတာအဲ့လိုမျိုးပဲနဲ့အဒီလိုရေကတော့ဥပဒေကိုလည်းမရတော့ဘူးဘယ်လိုလဲဘယ်လိုလုပ်ချင်အောင်လုပ်မယ်လို့ဆိုတော့ဒါအစိုးရမျိုးတကယ်လို့မိဘတွေကိုတရားခံဖြစ်ဖမ်းဆီးရင်လေခလင်းငယ်ကိုတက်ဆိုင်ရာဆွေမျိုးတော်ဆက်သူကအုတ်ထင်းခွင့်ရရှိရမှာဖြစ်ပြီးအုတ်ထင်းသူမရှိရင်လူမှုဝန်ထမ်းဌာနကိုအနံထားရမှာဖြစ်လို့ ခလင်းငယ်ကိုတရားခံဖြစ်ဖမ်းဆီးတာမလျော်ကန်နဲ့လောက်ရဖြစ်တယ်လို့တရားဥပဒေကြွန့်ကျင်သူတွေကပြောကြပါဗျ။ခလင်းငယ်ကိုမိဘနဲ့အတူဖမ်းဆီးပြီးတရားခံဖြစ်ဖော်ပြတာဟာခလင်းတငယ်ဆိုင်ရာခွင့်ရေးတွေကိုချိုးဖောက်နေတာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကပြောပါဗျ။အခုဆိုရင်အသက်6နှစ်အရွယ်ကလေးတယောက်ကိုမိဘနဲ့အတူဖမ်းဆီးပြီးတရားခံဖြစ်ဖော်ပြတာလေနောက်ထပ်ကလေးသူငယ်ဆိုင်ရာခွင့်ရေးချိုးဖောက်မှုပါပဲ။ အခုဒီကလေးကသူကိုယ်တိုင်ကျွတ်လွန်တာလည်းမဟုတ်ဘူးဒါကိုတရားခံဖြစ်ဖော်ပြတယ်နောက်ပြီးရင်မိဘနဲ့တူထိမ့်သိမ်းတယ်အပြစ်ပေးတယ်အချမ်းပဲဆေးဥစုကလူကြီးရောကလေးရောဘသူမှမယွေသူတို့ပေါ်မှာအန္တရာယ်ပြုမယ်သူတို့အနေနဲ့စိတ်ထင်တိုင်းအပြစ်ပေးရေးယူနေတကယ်ကိုအာဏာရှင်ပုံစံပြုမှုနေတာအားလုံးအတိပဲဖြစ်မှာပါစစ်ကောင်စီဟာလက်ရှိအချိန်ထိခလင်းငယ်63ယောက်ထပ်မင်းဲကိုတရားခံဖြစ်ဖမ်းဆီးထားတယ်လို့ နိုင်ငံရေးကျင်းသားများကွန်ရက် AABB ရဲ့စင်းတွေရတည်ရပါတယ်။အဲ့ဒီ63ယောက်ထဲကစုမြတ်စောဆိုတဲ့မိန်းကလေးငယ်ကိုမိဘတွေနဲ့အတူ905ကကြီးပုံမှန်တက်ပြီးချုပ်နှောင်ထားပါတယ်။ဒါအပြင်ဆရာနာသိန်းစားကနေလက်ရှိအချိန်ထိစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတပ်ဖြတ်မှု လက်နက်ကြီးပစ်ခတ်မှုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်830တေဆုံးခဲ့ရတယ်လို့ဒီဘီဘီကကောက်ယူရရှိထားတဲ့အချက်အလက်တွေရသိရပါတယ်။ကျမဒီရီပါ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဗီယက်နမ်နိုင်ငံသား28ဦးပါတဲ့ကြားဖြန့်အွန်လိုင်းငွေလိမ်ဂိုင်းတကိုင်းဖက်စီရမိတယ်လို့ထိုင်းမျိုးသားရဲ့တပ်ဖွဲ့ကဂျွန်လ10ရက်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။သတင်းပေးချက်ရတဲ့အိမ်ဝင်ထဲမှာနေအိမ်နှလုံးရှိပြီးဗီယက်နမ်နိုင်ငံသားတွေလာရောက်ငှားရမ်းနေထိုင်ကြတယ်။ပထမအိမ်ထဲမှာ16ယောက်ဒုတိယအိမ်ထဲမှာ9ယောက်စုစုပေါင်း29ယောက်အမျိုးသား22ယောက်အမျိုးသမီး9ယောက်ရှိတယ် ူတို့စီကနေကွန်ပျူတာ55လုံး၊တယ်လီဖုန်း116လုံးနဲ့ခေတ္တမင်းမူရစ်5ဂရမ်သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။စစ်ဆေးချက်အရသူတို့ဟာဗီယက်နမ်နိုင်ငံဟနွိုင်းမြို့ကဖြစ်ပြီးကမ်ဘောဒီးယားနယ်စပ်ဆလာကယောက်ခိုင်ကလောင်းလိုက်ကကနေအလဲပတ်ဗီဇာနဲ့ဝင်ရောက်လာကြတာလို့ဆိုပါတယ်။သူတို့ဟာအဲ့ဒီနေအိမ်ကိုပြီးခဲ့တဲ့2024ခုနှစ်အော်တိုဘာလကစပြီးတလားကိုဘတ်3000 4000နဲ့ငှားရမ်းထားတာဖြစ်ပါတယ် တာဝန်ရှိသူတွေကသူတို့အားလုံးကိုဖမ်းဆီးထားပြီးစိုက်ဘာရဲတပ်ဖွဲ့နဲ့ချိတ်ဆက်ကတိစဲဥပဒေနဲ့ဆက်လက်အရေးယူသွားမယ်လို့ဆိုရတယ်ရှင်။နေတိုးစစ်ရေးမဟာမိတ်အဖွဲ့အတွက်ယုံကြည်ရလောက်တဲ့အဟန့်တားနဲ့ကာကွယ်ရေးကိုထိန်သိမ်းဖို့လေကြောင်းနဲ့ဒုံးကျည်ကာကွယ်ရေးကို၄၀၀ရာခိုင်နှုန်းထိတွန်းမြှင့်ဖို့လိုအပ်ကြောင်း နေတိုအတွင်းမှူးချုပ်မာကရူတဲကဂျွန်လ9ရက်တနင်္လာနေ့မှာလန်ဒန်မှာပြောကြားလိုက်ပြီးဒါဟာဒီလကုံနေတိုထိပ်သည့်အစည်းအဝေးမှာဦးစားပေးဆွေးနွေးမဲ့အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်ရူတေဟာကာကွယ်ရေးအသုံးစရိတ်ကိုအဖွဲ့ဝင်နိုင်ငံတွေရဲ့ပြည်တွင်းစုစုပေါင်းထုတ်လုပ်မှု GDP ရဲ့3.5%ခန့်အထိကာကွယ်ရေးအသုံးစရိတ်မြင့်ပေးဖို့နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တောင်းဆိုထားတဲ့ 900ရာခိုင်နှုန်းရီမှန်းချက်ကိုပြည့်မီစေဖို့အတွက်ပုံမကျပြတဲ့လုံခြုံရေးဆိုင်ရာတခြားသုံးစည်းတွေအတွက်လည်းနောက်ထပ်1.5ရာခိုင်နှုန်းကိုတောင်းဆိုနေတာဖြစ်ပါတယ်။အရင်လကတော့ရုတဲဟာဂျွန်လ24 25ရက်နေ့တွေမှာကျင်းပမဲ့ထိပ်သီးအစည်းအဝေးမှာအဲ့ဒီရီမှန်းချက်ကိုသဘောတူညီမယ်လို့ယူဆထားကြောင်းပြောပါတယ်။ယူကရိန်းမှာရုရှားကကောင်းကင်ကနေတဆင့်ဘလို့ကြောက်စရာတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေလဲဆိုတာ မြင်တွေ့နေရတာကြောင့်ကမ္ဘာကောင်းငင်ကိုကောက်ွယ်ပေးနေတဲ့တိုင်းလွှာကိုပုံမအကောက်အောင်ပြုလုပ်သွားမှာဖြစ်တယ်လို့ root တဲ့ရုံမှသူပြောမဲ့မိခွန်ထဲမှာကောက်နှုတ်ချက်ကိုထုတ်ပြန်ထားပါတယ်ရှင်။ ဩစတြေးလျနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့နိုင်ငံတောင်ပိုင်း Grass မြို့ကထက်တန်းကျောင်းကိုအသက်22နှစ်အရွယ်တနတ်သမားတဦးကဂျွန်လ10ရက်ဒေသစံတော်ချိန်ည10နာရီလောက်မှာပစ်ခတ်လို့လူ12ဦးသေဆုံးခဲ့ပါတယ်။ပွဲချင်းပြီးသေဆုံးသူတွေထဲမှာအမျိုးသမီး6ဦးနဲ့အမျိုးသား3ဦးပါတယ်လို့ပြည်ထောင်ဝန်ကြီးကတည်ပြုပါတယ်။10ဦးမြောက်ပစ်ခတ်ခံရသူကဆေးရုံမှာသေဆုံးခဲ့တာပါ။ကျောင်းသားဟောင်းတယောက်လို့တန်တရားရှိသူတနတ်သမားဟာ ကျောင်းရချိုကန်တွင်သူကိုယ်သူတတ်သိခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။တက်ခိုက်သူဟာတူတဲလုံးဆောင်ခဲ့တယ်လို့ရတပ်ဖွဲ့ကယူဆထားပါတယ်။သေဆုံးသူအများစုဟာကျောင်းကကျောင်းသားတွေဖြစ်တယ်လို့ Austria media တွေကဖော်ပြပါတယ်။လက်နက်ကျွမ်းကျင်သူနဲ့တနတ်ဆိုင်ပိုင်ရှင် Marcus Schweiger ကတော့ Austria တနတ်သမားဟာ pistol ကိုဝယ်ခွင့်ရဖို့စိတ်ပိုင်းဆိုင်ရာအကဲဖြတ်ချက်ကိုဘလို့အောင်မြင်ခဲ့တယ်လဲဆိုတာသေချာမသိဘူးလို့ပြောပါတယ်။ 15နှစ်နဲ့အထက်ចောင်းသားတွေတက်နေတဲ့ចောင်းမှာမနက်7:00နာရီလောက်ကတနက်တန်ကြာပြီးတဲ့နောက်ရဲ300ကျော်အခင်ဖြစ်အားစီရောက်လာပါတယ်။မနစ်ပိုင်းတွင်ရဲတွေနဲ့လူနာဒေရင်တွေရောက်လာပြီးအနာပိုင်းတွေကအចောင်းကိုပိတ်ဆို့ခဲ့ပါတယ်။သစ်ဆုံးသူတွေရဲ့ဆွေမျိုးတွေနဲ့ចောင်းသားတွေကို ပြုစုစောက်ရှောက်ထားတယ်လို့အာနာပိုင်တွေကပြောခဲ့ပါတယ်ရှင်။ ရီယယ်မက်ဒရစ်အသင်းဟာဖုံမောင်းနောက်ခံလူဒိန်းဟတ်ဆန်ကိုပေါင်တန်း90နဲ့တရားဝင်ခေါ်ယူလိုက်ပါတယ်။အသက်20ပဲရှိသေးတဲ့နယ်သာလန်ဘွားလူငယ်နောက်ခံလူဟာဂျူဗင်တက်အကယ်ဒမီကနေပေါ်ထွက်လာသူပါ။ Netherlands U19 U17 နဲ့ U19 အသင်းတွေမှာ ပါဝင်ကစားခဲ့ပေမဲ့2025ခုနှစ်ကစတင်ပြီးစပိန်နိုင်ငံကိုကိုစားပြုရွေးချယ်ခဲ့တာပါ ရီးယအသင်းရဲ့ကံလှမ်းမှုရရှိချိန်မှာတခြားအသင်းတွေကိုစိတ်ဝင်စားတော့ပဲအလွယ်တကူလက်ခံခဲ့တာဖြစ်ကြောင်းအသင်းနဲ့တရားဝင်စာချုပ်ချုပ်ဆိုပြီးမှဟတ်ဆန်ကပြောပါတယ်ကျောနံပါတ်24ဝစ်စင်မဲ့ဟတ်ဆန်ဟာစပိန်လက်ရွေးစင်အသင်းကြီးမှလည်းရွေးချယ်ခံထားရသူပါဟတ်ဆန်ဟာနီးပြသစ်ဇာဘီအလွန်ဆိုရဲ့မက်ဒရစ်နီးပြဘွားပထမဆုံးခေါ်ယူမှုဖြစ်လာခဲ့ပါတယ်ရှင် ဒီပပယုံမြင့်တန်ကြားရဲ့မနက်၈နိုင်သတင်းတွေကိုရှုစားခဲ့ရတာပါမနက်၈နိုင်မှာလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချိုချိုဆမ်းပါကျေးဇူးတင်ပါတယ်ရှင် Esse é o Kumamaro Nero Batalha e Marinho, sonha bom, hein? A minha mão não é muito, é sonha bom, hein? UVB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားဗဇက်အဟားပေးစာများဖတ်ကြားခြင်းတော်တူ DBB အစီအစဉ်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့အတူတူဖတ်ကြားပေးမယ့်သူကတော့မတ်တီရီပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမတ်တီရီဟုတ်ကဲ့ကိုအောင်ကျော်မင်္ဂလာပါရှင့်ကျမတို့ရဲ့ပတ်စဉ်တင်ဆက်ပေးနေတဲ့တော်တူ DBB အစီအစဉ်ပြန်လည်ထုတ်လွှင့်မယ့်အချိန်ကျရောက်လာပါပြီ ုတ်ကဲ့ပါမသိဘူးဒီတစ်ပတ်မှာကျွန်တော်တို့ဒါထူးခြားတဲ့ပေးစာတွေကိုအများပြလက်ခံရရှိထားတာရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီအခုလကတော့ကျွန်တော်တို့ဒီဂျွန်လပေါ့လေအဲ့တော့ဒီဂျွန်လ19ရက်နေ့မှာဒါကြာရောက်မဲ့လက်ရှိလဲဒါဖန်စီခံထားရတဲ့နိုင်ငံတော်တိုင်ပင်ခံပေါ့လေဒါလူလူကောင်းဆောင်ဒေါက်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ဒါပြပလာတဲ့စာတွေကတော့ဒီတစ်ပတ်မှာအများပြလက်ခံရရှိထားတာရှိပါတယ်အဲ့တော့ပြပလာတဲ့စာတွေတကမှကျွန်တော်တို့ဒီ နိုင်ငံတော်အတိုင်ပင်ခံဒေါန်ဆန်းစုကြည်အတွက်ပေါ့လေဒါမွေးနေ့ဆူတောင်းစာရီနဲ့စတင်ကြပါတယ်ခင်ဗျာကြေးသားထားတာကတော့ကျွန်တော်တို့ဒီပထမအဦးဆုံးဖတ်ပြမဲ့စာကတော့စကိုင်းတိုင်းကတာမြို့နယ်တွေကပြပူလာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာဒါဇွန်လ19ရက်နေ့အမေစုမွေးနေ့အတွက်ပေါ့လေကြပြလေးရေးပို့လိုက်ပါတယ်ဆိုပြီးတော့ရေးသားပြပူလာတာပါခင်ဗျာကြပြခေါင်းစဉ်လေးကတော့ဒါကျေးသူရှင်မိမိကျမ်းမာပါသည်ဆိုပြီးတော့ရေးသားထားပါတယ်ကြပြကိုဖတ်ပြရမယ်ဆိုရင် အနာဂတ်ကိုလမ်းပြအမောင်သူ့ကိုဖြိုခွင်းအလင်းပေးခဲ့တော်မူမီတားရုဘဝကို အလေးအောင်ပေးခဲ့တော်အမေမရှိရင် အမောင်သူ့တွေကအခုထက်ပိုဖုံးလွှမ်းနေဦးမှာပါအမေတားရင်ထဲမှာအမေရှိ၏မိုးနဲ့မင်းကြီးသိပါ၏အမေနေကောင်းတားစုတောင်းအမေစိတ်ချမ်းသာပြီးမကောင်းသူတွေရဲ့အချုံနောင်တွေမှ အမြန်ဆုံးလွံ့မြောက်ပါစေဆိုပြီးတော့ငါမြင်ဆောင်နှင်းမောင်မောင်ဆိုပြီးတော့ ရေးသားပြပလာတဲ့ကြပြလေးနဲ့စားလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါမတီကြီးကရောဘယ်ပေးတာနဲ့အရင်ဆုံးစပြီးတော့ဖတ်ပြခြင်းလဲခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ကျမဖတ်ပြပေးမယ်ပေးစာကလည်းဒီလူလူကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့နဲ့ပတ်သက်ပြီးပေးပို့လာတဲ့ဆုတောင်းစာလေးပါပဲရှင်ကင်းပြင်းနယ်ဖန်မျိုးကပါတဲ့အမေစုမွေးနေ့မှာစသည်နှစ်ပေါင်းများစွာစိတ်ရည်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေကျမတို့ကနှစ်တိုင်းအမေစုမွေးနေ့မှာဆုတောင်းပေးနေပါတယ်တကယ်တော့သူဟာထောင်ထဲမှာရှိမနေသင့်ပါဘူး သူ့ရဲ့စွမ်းအားတွေနဲ့လုပ်ရင်တိုင်းပြည်တော်တိုးတက်မှာပါအမေစုအမြန်လွတ်ပြီးနိုင်ငံကျိုးတွေတည်ပိုးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဆိုပြီးရေးသားပြပို့လာတာပါရှင့်ဟုတ်ကဲ့ပါမတီဗီကဒါကရင်ပြည်နယ်ဖန်အန်မြို့နယ်ကလူလူခေါင်းဆောင်ဒေါက်ဆန်းစုကြည်အတွက်ပေါ်လေးဒါပြပို့တဲ့စာလေးကိုဖတ်ပြပေးပြီးမှာပဲကျွန်တော်ကဒီပဲခူးတိုင်းဖြူးမြို့နယ်ကပြပို့လာတဲ့နောက်ထပ်ပေးစာတစ်သောင်ကိုဖတ်ပြခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ပဲခူးတိုင်းဖြူးမြို့နယ်ကပါ ကျွန်မပြောချင်တာက အခုဆိုရင်မကြခင်ရောက်ရှိလာတော့မဲ့လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့အတွက်ဆုတောင်းမေတ္တာပို့သချင်ပါတယ်ဒီမွေးနေ့ကိုအကြောင်းပြုပြီးတော့မိမိရဲ့သွေးတွေကိုလှူဒန်းခဲ့ပါတယ်ထိုသွေးကို လိုအပ်သူတွေ ရှင်သန်ဖို့အထောက်ပံ့ဖြစ်စေခဲ့ကြောင်းအမေစုနဲ့အမေများအားလုံးကျန်းမာချမ်းသာကြပါစေကောင်းကျိုးဆန္ဒပြည့်ဝကြပါစေတလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ဆုတောင်းလိုက်ရပါတယ်ဆိုပြီးတော့ 보호단 측면에 내가